ပြီးခဲ့တဲ့တပတ်ကပါရီမြို့တော်ကလူပြတိုက်မှာတမိုင်းဝင်တရဘူးယရနာတွေကိုခိုးယူပြေးမှုနဲ့တန်တရားရှိသူနှစ်ဦးကိုပြင်သစ်အာဏာပိုင်တွေကဖမ်းဆီးရမိပြီလို့သတင်းတွေမှာဖော်ပြပါဗျ။ဒီသတင်းကိုလူပါရီ CM သတင်းစာကပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီးသတင်းမှာဖော်ပြချက်အရဒီလူတွေဟာမူလက Paris မြို့မြောက်ပိုင်းက Saint-Denis မြို့ပင်ကလူတွေဖြစ်ပြီးတယောက်ကိုအဲ့ဒီမှာပဲဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။နောက်တယောက်ကတော့ LGR နိုင်ငံကိုထွက်ဖို့ကြိုးစားနေတော့ ပါရီမြို့ချားစတီကောလေစိတ်မှာဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဒီတကိုးတွေကကမ္ဘာလူလယ်ပတ်သူအများဆုံးလူပြတိုက်ကနေတမိုင်းဝင်အဖိုးတန်တရဖူးယတနာတွေကိုဖောက်ထွင်းခိုးယူပြီးထွက်ပြေးခဲ့ကြတာပါ။ပြရတဲ့အဆောက်အုံရဲ့တောင်ပတ်ချမ်းမှာဒုတိယတပ်ကဗရင်ပေါက်အထိဆန့်ထုတ်နိုင်တဲ့ဆက်လေကားတက်ရင်တစည်းကိုအသုံးပြုခဲ့ကြပါတယ်။ဟိုတန်ပစ္စည်း၈ခုခိုးယူထွက်ပြေးခဲ့ကြပြီမဲ့နပိုလီယန်၃ရဲ့မိဖုရားတရဖူကိုတော့လမ်းမှာပြုတ်ကြကြံခဲ့ပါတယ်။ပျောက်ဆုံးမှုယန္တရာတွေရဲ့တံပိုးကတော့ ယူရို88တန်ဖိုးရှိတယ်လို့ခန့်မှန်းထားပါတယ်။အခိုးခံရတဲ့ဘယ်လက်ဝဲယတနာပစ္စည်းကိုမှပြန်မတွေ့သေးပါဘူး။ဒီခိုးမှုမှာလူလေးရပါဝင်ခဲ့တာတွေ့မြင်ရပြီးနှစ်ယောက်ကတော့လွတ်မြောက်နေစေဖြစ်ပါတယ်။လူပြားလိုက်ကဇုံကျုံရဲ့အဆောင်တွေရိုက်ကူထားတဲ့ရုပ်သံဖိုင်တစ်ခုမှာဇပြားနှစ်ယောက်ဟာဟိုးတဲ့ယတနာတွေယူပြီးထွက်ပြေးသွားကြတာကိုရိုက်ကူထားပါတယ်။သူတို့ကပြင်မာရက်ထားတဲ့ဆက်လေးကားတစ်စီးနဲ့ အောက်ကိုပြန်ဆင်းသွားကြပြီးရဲတွေရောက်မလာခင်စက္ကန့်ပိုင်းလိုမှာပဲစကူတာ2စီးနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပြလိုက်ထဲမှာချက်ပေးသက်တွေမြည်လာပြီးပြလိုက်ထဲကလူအုပ်ကြီးကထိတ်လန့်ကြအပြင်ပြေးထွက်ခဲ့ကြပါတယ်။ဓမြတွေဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ပေါ်တက်မှာတော့လုံချုံရေးအဆောင်တူကသူ့အလုံးဆောင်ဝင်ချိန်တွေ့ကြုံတာကိုပြောပြခဲ့ပါတယ်။ On était trois. à ce moment-là à ce niveau de la galerie. Et chez ma Pia Gain ရဲ့အဲ့ဒီအထက်မှာကျမတို့၃ယောက်ရှိနေခဲ့ပြီးကျမတို့အရန်ကိုစန်းတန်းစုညံတဲ့အတန်ကိုကြားပါရယ်။ကျမတို့ဘာသာမှမသိကြပဲဧည့်သည်တယောက်ယောက်ဒေါသထွက်နေတာများလားလို့ထင်ခဲ့မိတယ်။ဒါကဓမြတိုင်းမှုဆိုတာကိုတပြိုင်နက်တည်းနီးပါးသဘောပေါက်သွားခဲ့ကြတယ်။ဒီတော့စက္ကန့်ပိုင်းအတွင်းမှာပဲကျမတို့လူတိုင်းကိုပြကန်းနေကနေဘေးလူရာရွှေ့ပြောင်းပေးခဲ့ပြီးဓမြတွေတခြားခန်းတွေထဲကိုမဝင်နိုင်အောင်သက်သွဲထားတဲ့တကားအလုံးကိုပိတ်လိုက်ပါတယ်။ ပြပြတိုက်မှုက9မိနစ်မပြည့်ခင်မှာပဲပြီးဆုံးခဲ့ပါတယ်။မနက်9:34မိနစ်မှာလူနှစ်ယောက်ကပထမတက်ကိုတက်သွားခဲ့ပါတယ်။မနက်9:35မိနစ်မှာသူတို့ကမှန်ကိုခွဲကြားလိုက်ထဲကိုဝင်ပြီးလဝိယတနာတွေကိုပြသထားတဲ့ဗီဒီယိုတွေကိုဖျက်ခဲ့ကြပါတယ်။ဒီရဲလုံကြုံရဲ့ကျွမ်းကျင်သူတို့က လူပြားရရဲ့စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုချီးရှုပေးရခဲ့ပါတယ်။ That the glass case protecting the jewelry was solid. CCTV မှတ်တမ်းတွေမှာတွေ့ရတာကတော့လဝိယတနာတွေကိုထည့်ထားတဲ့မှန်ပီတို့ကခိုင်ခံ့ပါတယ်။ဓမြတွေကကြောက်စက်နဲ့တခြားကိရိယာတွေကိုလည်းသုံးခဲ့ကြတယ်။ပြီးတော့ဝါယာဝတ်စုံတဲ့တယောက်ကအပေါက်တစ်ပေါက်ဖောက်နိုင်ခဲ့ပြီးမှန်ကိုတထောင်နဲ့တွတ်လိုက်တာပါ။မနက်9:36မိနစ်မှာလုံချိုကြီးအဆောင်နှစ်ယောက်ကဂျားဝင်ဟန်တာဖို့ချင်းကပ်သွားပေမဲ့ ။ကြပြားတွေမှာလက်နက်တွေပါလာမှာကိုကြောက်လို့နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ကြပြားတွေကအခြားဗီဒီယိုတွေကိုဆက်ပြီးဖြတ်ခဲ့ကြပါတယ်။သူတို့တွေကတယောက်ကလဝိရဏတွေကိုဆွဲယူအိတ်ထဲကိုထည့်တာကိုကျွန်တော်တို့တွေ့ရပြီးနောက်တယောက်ကတော့ပို့ပြီးအခက်အခဲတွေ့နေခဲ့ပါတယ်။ရပ်ပီကစားသမားတယောက်လိုမှန်ဗီဒီယိုကိုပခုံးနဲ့တိုက်ခဲ့ရတာကိုတွေ့ရပါတယ်။ မနက်9:38မိနစ်မှာဓမြနေရောက်ဟာပြာခန်းထဲကနေပြန်ထွက်ပြေးသွားခဲ့ပါတယ်။ရှေဟောင်းယူဒနာတွေပြုတ်ကျသွားပြီးသူတို့ကပြန်ကောက်ယူခဲ့ကြပါသေးတယ်။ဒီဓမြတပ်မှုမှာလူလို88တန်းဖို့တန်ကျေးရှိတဲ့ဖိုးတဲ့ယူဒနာတွေပတ်သွားခဲ့ပါတယ်ရှင်။